အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာကတော့မူရင်းစာဆိုအန်ဒရိတ်မူရဘတ်ရေးသားထားပြီးစာရေးဆရာမြတ်တန်းတင့်ဘာသာပြန်ဆိုထားတဲ့စာရေးချင်းအတတ်ပညာဆိုတဲ့စာအုပ်လေးရဲ့အနှစ်ချုပ်ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဆရာမြတ်တန်းတင့်ရဲ့စာရေးချင်းအတတ်ပညာဆိုတဲ့စာအုပ်ကစာရေးဆရာတွေနဲ့စာရေးချင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်လေ့လာရန်အသုံးဝင်တဲ့လက်ဆွဲစာအုပ်တစ်အုပ်ဖြစ်ပါတယ်ဒီစာအုပ်မှာဆိုရင်စာရေးချင်းရဲ့အခြေခံအချက်တွေ ။စာရေးချင်းနီးလန်းတွေနဲ့စာရေးရာမှာကြုံတွေ့နိုင်တဲ့အခက်အခဲတွေကိုရှင်းလင်းဖော်ပြထားပါတယ်။ဒါ့အပြင်စာရေးချင်းရဲ့အရေးပါမှုနဲ့စာရေးဆရာတဦးအနေနဲ့ကိုယ့်ရဲ့စာပေကိုဘယ်လိုမျိုးတိုးတက်အောင်လုပ်ဆောင်ရမလဲဆိုတဲ့အရာတွေကိုပါအကြံဉာဏ်ပေးထားပါတယ်။စာရေးချင်းကိုစိတ်ဝင်စားတဲ့သူတွေနဲ့စာရေးအတက်ကိုတိုးတက်စေလိုတဲ့သူတွေအတွက်ကတော့ဒီစာအုပ်ကအထောက်အကူဖြစ်စီမှာအမှန်ပါပဲ။စာရေးဆရာဖြစ်ချင်သူတယောက်ဖို့ပထမဆုံးလိုအပ်ချက်ကတော့ ဝေါ်ဟာရတွေရရှိဖို့နဲ့တရားကိုနိုင်ဖို့လိုပါတယ်။သူဟာသူ့ရဲ့ဘာသာစကားနဲ့ဒီတိုင်းရင်းသားဘာသာစကားအတုံးနှုံးတွေကို ကောင်းစွာတည်ကျွမ်းနားလည်ရပါမယ်။အဲ့ဝေါ်ဟာရရင်းနဲ့တွဲနေတဲ့အသေးပေတွေကိုပါတိတိကျကျသုံးတတ်ရပါမယ်။ရှုပ်ထွေးပြီးနားမလည်နိုင်တဲ့ဝက်ကြတို့မှားယွင်းပြီးဝက်ကြတွေကိုဘယ်တော့မှမတုံးမိလေအောင် ကိုယ့်ရဲ့တိုင်းရင်းသားဘာသာစကားကိုတော့ကောင်းစွာတည်ကျွမ်းနားလည်ထားရပါမယ်။ပြီးတော့စာရေးဆရာတယောက်ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင် စာရေးဆရာဖြစ်ချင်တဲ့စိတ်ဆန္ဒနဲ့ကြိုးစားအားထုတ်မှုလည်းရှိရပါမယ်။နောက်တစ်ချက်ကတော့ကိုယ်စာကိုဖတ်မဲ့စာဖတ်ပရိသတ်ကလည်းရှိရပါအောင်မယ်။ဒီတော့စာရေးဆရာရဲ့ရည်ရွယ်ချက်ကသူ့ရဲ့စိတ်ခံစားချက်တွေကိုဖော်ထုတ်မယ်ဆိုလို့ရှိရင်ဘာလို့ပရိသတ်ရှိဖို့လို့မှလဲလို့မေးကောင်းမေးမဲ့သူတွေရှိပါတယ်။စာရေးဆရာ rank ကအနည်းဒီဖြစ်စေများဒီဖြစ်စေစာဖတ်ပရိသတ်ရှိကြညာတာကတော့တဘာဝပါပဲ။စာရေးဆရာကသူနဲ့ပတ်သက်တဲ့အမှန်တရားကိုဖော်ထုတ်ဖို့လောကကြီးကိုထုတ်ဖော်ပြောဆိုခြင်းလို့စာရေးတာကို သူရဲ့ပြီးရေးတဲ့သူစီကိုမရောက်လို့ရှိရင်အဲ့ဒီစာကဘာအထိပဲရှိအောင်ပါလဲဒါအပြင်ဒီစာရေးဆရာက ကိုရေးလိုက်တဲ့စာကိုစာဖတ်ပရိသတ်ကိုစာဖတ်ပရိသတ်တယောက်ယောက်ကဖတ်ပြီးတော့သူတို့ဝေဒနာကြီးတက်တာသွားရင်ဒါမှမဟုတ်သူတို့ပြဿနာတစ်စုံတစ်ခုကိုဖြေရှင်းနိုင်သွားရင်လေအဲ့ဒီရတဲ့ပီတိကဘာနဲ့မှလဲလို့မရပါဘူးဒါမဲ့စာဖတ်ပရိသတ်ရှိမရှိကိုလုံးဝအယုံမဆိုင်တဲ့စာရေးဆရာအနေငယ်စုလည်းရှိပါသေးတယ် ဘာလို့ဆိုတော့သူတို့ကကိုယ့်ရဲ့ကိုရေးကိုယ်ရာမှတ်တမ်းတွေကိုရေးတာမို့လို့ပါ။စာရေးဆရာဖြစ်ချင်တဲ့သူတယောက်အနေနဲ့စာရေးဆရာကြီးတွေရဲ့စာပေတွေကို အမြဲဖတ်သူတို့စာပေတွေကိုဘာသာပြန်စာပေတွေကိုကောက်နှုတ်အချင်းချုပ်ဖို့ပြဒီလိုနည်းအဖြစ်သူတို့ရဲ့အဖွဲအနှွဲတွေရေးဟန်တွေကို လေ့လာတာမျိုးတွေလုပ်ဖို့လိုအပ်ပါတယ်။ဒီလိုစာရေးဆရာကြီးတွေရဲ့စာပေတွေကို အပတ်တကုတ်လေ့လာတော့အန်ဒီရမရှိနိုင်ပေဘူးလားလို့မေးစရာရှိပါတယ်။ဒါမဲ့လို့ကျွန်တော်တို့က ဒီစာရေးဆရာငယ်ကို နောက်ထပ်စာရေးဆရာကြီးမြတ်တန်းတဲ့စာရေးဆရာကြီးအကြီးတော်ဖြစ်လာဖို့အတွက်ပြောနေတာမဟုတ်ပါဘူးစာရေးဆရာကြီးရဲ့စာတွေကိုအပတ်တစ်ခုလေ့လာတဲ့အတွက်သူတို့နောက်လိုက်ဖြစ်သွားမဲ့အန်ဒီရရှိတယ်လို့တော့ကျွန်တော်ကမထင်ပါဘူးပထမအချက်အဖြစ်စာရေးဆရာငယ်ကဒီနေ့ချက်ချန်းကောက်ရေးမှာမဟုတ်ပါဘူးစာရေးဆရာငယ်ကပါရမီညာရစ်တန်သူဆိုလို့ရှိရင်ဒီလိုပုံသူပြန်ကူးရေးတာမျိုးလည်းလုပ်မှာမဟုတ်ပါဘူးတကယ်လို့အတူခိုးပြီးတော့ရေးတယ်ပဲထားပါဦး ။တနေ့မှာတော့သူ့ရဲ့ပါရမီအခန်းကနိုးထလာပြီးတော့သူနီးသူဟန်နဲ့ရေးလာမှာပါပဲ။ရေးဟန်ဆိုတဲ့နေရာမှာအချက်နှစ်ချက်ရှိရဲဆိုပြီးတော့စာရေးဆရာအာလင်းကပြောခဲ့ဘူးတဲ့။ဒီအချက်နှစ်ချက်ကတော့သကပြေရေးရမှာ ပြည့်ပြည့်မှုနဲ့ညံ့ညောမှုတို့ပါပဲ။ဒီလိုပြည့်ပြည့်မှုနဲ့ညံ့ညောမှုဆိုတာကလည်းအဖက်နဲ့အရေးဆိုတဲ့နှစ်မျိုးကိုတေချာလေးကျင့်မှသာရနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလေးကျင့်မှုနှစ်မျိုးကိုပြုလုပ်ရမှာလဲမဇိမပရိပရာအလဲအလတ်လမ်းစဉ်ဖြစ်ဖို့လိုအပ်ပါတယ်။ စာရေးကောင်းအောင်အရန်ကရောအလွန်ကျွန်းအားထုတ်ကြိုးပမ်းပြန်ရင်လဲအကောင်းဆုံးအဆင့်ကိုမရောက်ဘဲဖြစ်တတ်ပါတယ်။အလိုင်းကိုပဲကိုးကားပြီးတော့ပြောရမယ်ဆိုရင်ရေဟန်သည်လူဤမွန်ကြီးသောအပြုအမူအနေထိုင်ကဲ့သို့ဘယ်တော့မှ အတင်းလုံယူ၍မရ။အတင်းလုံယူခြင်းမဟုတ်ဘဲအလိုလျောက်စိစဲမှုဖြစ်တာဖော်ပြသင့်ပေသည်လို့သူကပြောခဲ့ပါတယ်။နောက်ထပ်တစ်ခုကတော့အထုပ်ပတ်တိပေါ့။အထုပ်ပတ်တိတဲ့ဘုတ်ကိုဘယ်လိုရေးမလဲ။အထုပ်ပတ်တိ ရေးဆရာမှတာဝန်နှစ်ခုရှိတယ်။သူဟာပုံသူရေးတဲ့ပကြီးဆရာနဲ့သမိုင်းဆရာဖြစ်ရမယ်။ပုံသူရေးဆရာတယောက်အနေနဲ့သူဟာအစစ်အမှန်ဖြစ်တဲ့အချက်လက်တွေကိုစူးစမ်းရမယ်။ဒီအချက်လက်တွေကိုအတိတ်ပဲရှိရှိရှေ့နောက်အစီအစဉ်နေရာချရလိမ့်မယ်။ပြီးတော့အမှုပညာရှင်တယောက်အနေနဲ့အမှုပညာပုံသဏ္ဍာန်ပေါ်အောင်လုပ်ရမယ်။အထုပ်ပတ်ဒီစာအုပ်တို့ဟာလူ့ဘဝကိုဖြတ်တန်းနေတဲ့လူတယောက်ရဲ့တစ္ဆာရှိတဲ့ရုပ်ပုံစွာတစ်ချက်ဖြစ်တဲ့လေ။တစ္ဆာရှိတဲ့ဆိုတဲ့စကားရဲ့အတိတ်ပဲကတော့ အထုပ်ပတ်တိဆရာအနေနဲ့သူ့စာကိုခိုင်မာတဲ့အထောက်အထားအမှတ်တမ်းတွေပေါ်မှာအခြေပြုဖို့သူ့တွေ့ရှိချက်တွေက စာအုပ်တအုပ်ဖြစ်လာအောင်ဖွဲ့စည်းဖို့ဆိုလိုတာဖြစ်ပါတယ်အထုပ်ပတ်တိရေးတဲ့နေရာမှာ သူ့ဇက်ဆောင်တွေဇက်လိုက်တွေဒါရီရဲ့နောက်ကျောင်းတွေဇစ်မြစ်တွေကိုတည်တည်ချာချာဒီစာကြည့်လိုက်တို့ဘာလို့မှလိလထားဖို့လိုအပ်ပါတယ်ဒီလိုမျိုးအချက်လက်တွေလိလပြီးပြီဆိုလို့ရှိရင် လိုက်နိုင်ရမယ့်အချက်၄ချက်ရှိပါတယ်နံပါတ်၁အချက်ကတော့ စားဖက်သူကိုမှတ်တမ်းအထောက်အထားတွေထဲမှာနစ်နေအောင်လုပ်လို့မရပါဘူး။မလိုအပ်တဲ့အရာတွေကိုဖယ်ပြစ်ရပါမယ်။ဖြစ်နိုင်လို့ရှိရင်တချို့မှတ်တမ်းအထောက်အထားတွေထဲကအကြောင်းအရာတွေကိုတိတိကျကျအကျဉ်းချုပ်ဖော်ပြပေးရပါမယ်။တကယ်ကိုအရေးကြီးတဲ့ပေးစာမျိုးမှာအပကျန်းတဲ့ပေးစာတွေကိုအတိပယ်ပေါ်ယုံအကျဉ်းချုပ်သာဖော်ပြပေးတင်ပါတယ်။နံပါတ်1အချက်ကတော့ဇက်ဆောင်နေရဲ့ဇယိုက်ကိုပေါ်လွင်ထင်ရှားစေမယ့်အသေးစိတ်ကလေးတွေကိုအထူးသတိပြုတင်ပါတယ်။ဒီထဲမှာအရေးကြီးတာကတော့သူတို့ရဲ့အလေးထားကလေးတွေ အမှုအရာတွေစကားအပြောအဆိုတွေဒါတွေကိုတော့မဖြစ်မနေထည့်ပေးရပါမယ်။နံပါတ်3အချက်ကတော့အတီးပြူပြီးဖြစ်တဲ့အချက်လက်တစ်ခုကိုဘယ်တော့မှချန်လက်ချင်းမပြုတ်တင်ပါဘူး။ဒီလိုချန်လက်ချင်းကကိုယ်ဇာလိုက်နဲ့ပတ်သက်တဲ့စာရေးဆရာရဲ့ကြိုတင်စိတ်ကူးထားတဲ့အတွေ့အကြုံကိုတလဲဖော်ပြရာရောက်ပါတယ်။ဖြစ်တင်တာကတော့စာရေးဆရာကသူ့ဇက်ဆောင်ရဲ့ရုပ်လွှာကိုထပ်ပြီးဖြည့်တာအသေးစိတ်ခြေမုံတာမျိုးကိုလုပ်တင်ပါတယ်။ပုံထူရေးတဲ့ပကြီးဆရာဟာသူ့ဆွဲပြေးတာပုံကိုဟိုနေရာနဲ့နဲ့ဖြည့်လိုက်လုပ်တာမျိုးပေါ့။ ဒီနေ့အဖြစ်ပို့ပြီးအမှန်နဲ့နီးစပ်လာအောင်လုပ်တလို့ပေါ့နံပါတ်၄ချက်ကတော့တခါတလေမှာဇက်ဆောင်ရဲ့ယင်းနှီးတဲ့ဆွေမျိုးတွေသို့မဟုတ်ယင်းနှီးရက်မိတ်ဆွေတွေကိုငဲပြီးတော့တချို့အချက်လက်တွေကိုခြံလှန့်ပစ်ခရရတာတွေရှိပါတယ်လူတယောက်ရဲ့ဘဝကိုအမှန်တိုင်းအကုန်လုံးမပြောဘဲခြံလှန့်နိုင်ပါတယ်ဒါပေမဲ့ထုတ်ပြောသမျှရေးသမျှကတော့အမှန်တွေဖြစ်ဖို့လိုအပ်ပါတယ်စာရေးဆရာတွေက ကိုအကြောင်းကိုပြန်ပြီးတော့ဒီစာရွက်ပေါ်မှာခြာရေးတဲ့အခါမျိုးမှာကိုယ့်ရဲ့မကောင်းချောင်းတွေတော့နောက်တစ်ခါ ကိုယ့်ရဲ့အားနည်းချက်တွေတို့ကိုခြံလှပ်ပြီးတော့ထားခဲ့တာမျိုးတွေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ရူဆိုရဲ့ဖွဲ့ဟဝန်ခံချက်မှာကတော့ရူဆိုကသူ့အကြောင်းကိုအတက်နိုင်ဆုံးရိုးရိုးသားသားလိန်ညာချင်းတစ်ခုမှမပြုဘဲနဲ့ရေးထားတယ်လို့ဆိုပါတယ်။ရူဆိုရဲ့ဒီဖွဲ့ဟဝန်ခံချက်ထဲမှာပြောထားတဲ့ဒီစကားလေးရှိပါတယ်။ဒါကတော့လူတယောက်အကြောင်းကိုသူကိုယ်တိုင်မှအပအခြားမိသူမျှမရေးနိုင်ချေ။သူ့စိတ်ဤအလုံးလုံးပုံသူအမှန်တကယ်နေထိုင်ခဲ့သည့်ဘဝ ်စသည်တို့ကိုသူသားလျင်တိပေသည်တို့ရတွင်စာရွက်ပေါ်တွင်ခြာရေးလိုက်သည့်အခါ၌ကသူ့ဘဝကိုသူရုပ်ဖြက်လေပြီ သူအเจ้าကိုရေးဟန်ဆောင်က သူ့ကိုသူကာကွယ်တော့သည် သူ့ကိုတခြားသူများမြင်စေခြင်းသည့်ပုံတရံဖြစ်သူ့ကိုသူပုံဖော်တော့သည်သူအစ်စ်အမှန်တိုင်းဖော်ပြခြင်းမပြုတ်ပေတော့မီသူပြောချင်တာကတော့ဒီစာရေးဆရာတွေကကိုအเจ้าကိုပြန်ပြီးတော့ရေးတဲ့အခါမျိုးမှာကိုเจ้าကိုရေးဟန်ဆောင်ပြီးတော့ကိုကိုကိုကာကွယ်တာတို့ နောက်တစ်ခါကိုယ့်ရဲ့မကောင်းကြောင်တွေကိုချန်လတ်ထားခဲ့တာမျိုးဒါမျိုးတွေကိုမလုပ်တင်ဘူးဆိုပြီးတော့ပြောချင်တာပေါ့နော်ဒါဟာကိုကိုကိုဟန်ဆောင်ပြီးတော့ကို့ဘဝကိုရုပ်ဖြတ်ထားပါပဲဆက်လက်ပြီးတော့ရုရှားစာရေးဆရာကြီးချက်ကောရဲ့အကြောင်းလေးကိုလည်းပေါ့နော်အနှစ်ချုပ်ပြီးတော့အနေငယ်ပြန်ပြောပြပေးခြင်းပါတယ်ရုရှားစာရေးဆရာချက်ကောဟာဆိုလို့ရှိရင်သူငန်းကြီးကလေးကနေပြီးတော့ပေါ့နော်သူ့ရဲ့ဘဝကိုစစ်စစ်ရဲရဲနဲ့သူဖြတ်တန်းလာခဲ့ရပါတယ်အဲသူ့မှာအဖေနဲ့အမေဆိုပြီးတော့ရှယ်ပေါ့နော် အဲသူ့ရဲ့အမေကတော့စိတ်ထနှူးညံ့နေစိုးရိမ်ပူပန်တတ်တယ်။အဲသူ့ကလေးတွေကလည်းသူ့အမေကိုချစ်ကြတယ်။သူ့အဖေကတော့ကြောက်စရာကောင်းပြီးတော့သူ့ကလေးတွေကိုလက်ထောက်တွေကိုရိုက်နှက်လေးရှိပါတယ်။အာနာပြလေးရှိပါတယ်။သူ့အဖေကခရယိုင်းခက်ထဏံပဲမယ်လို့အမှုပညာမှာတော့အတော်အထုံဝါဒနာကြီးတယ်။ဂီတကိုချစ်တယ်။ဖျားချောင်းဝဲရွက်ဖွဲ့ကို သူ့ကိုယ်တိုင်ပဲခေါင်းဆောင်တယ်။ဖျားပုံတော်ကားတွေကိုရေးတယ်။ချက်ကော့ကတခါကပေါ့နော်။ကျွန်တော်ရဲ့အမှုပညာပါရမီဟာအဖေရဲ့ကျေးဇူးဖြစ်ပြီးတော့ ခံစားနိုင်စွာကတော့အမေရဲ့ကျေးဇူးဖြစ်ပါတယ်ဆိုပြီးတော့သူပြောခဲ့ပူပါတယ်။သူတို့မှာသူတို့မိသားစုမှာဆိုလို့ရှိရင် သား၅ယောက်နဲ့သမီး၁ယောက်ရှိတယ်။အဲသူ့အဖေမရှိတော့မှာချက်ကောက်ကဆိုင်ကိုကြီးကြပ်ရတယ်။တနေ့ကျတော့ချက်ကောက်ကအကြောင်းကပေးလိုက်တဲ့ဒီလက်တန်ဘာသာသင်ခန်းစာတစ်ပုဒ်ကိုလုပ်နေရပေါ့နော်။အဲ့ဒီချိန်မှာအခန်းတကာပွင့်လာပြီးတော့ငါပြင်သွားလိုက်အောင်မယ်အောက်ထပ်ကဆိုင်ကိုခဏဝေထိုင်စမ်းဆိုပြီးတော့သူ့အဖေကပြောတယ်ပေါ့။ဒီချိန်မှာချက်ကောက်ကမြည်လေးလေတဲ့တဲ့နဲ့ အောက်ထပ်ဆိုင်တွေကတိတ်အေးတယ်ဖေမနေ့ပြန်အတွက်အင်စာတွေကိုလောက်ရအောင်ပါဆိုပြီးတော့ပြောတယ်ဒီချိန်မှာသူ့ဖေကစကားများနေနဲ့ဆိုင်ထဲမှာလည်းလှုပ်လို့ရတယ်ဆိုပြီးတော့ပြောလိုက်တယ်ပေါ့နော်အဲ့တော့လေသူ့သူ့ဖေစကားကိုမလွန်ဆန်နိုင်တာနဲ့ပဲအောက်ထပ်ကဆိုင်ထဲကိုဆင်းပြီးတော့ဒီဆက်ပြတက်တာတလုံးပေါ်မှာထိုင်ရင်းနဲ့အင်စာတွေလှုပ်တယ်အေးလို့တော့ရှေ့မှာခြားထားတဲ့မင်းဟိုကတောင်ကမှခဲနေပြီဒီနေ့အဖြစ်ကဘာမှာရှိတဲ့အယိုးဖြောင်ဆုံးစာရေးဆရာကငငယ်ကလေးနဲ့အသေးစားအယောင်းဝယ်လုပ်ငန်းရဲ့မယိုးဖြောင်မှုကိုသူသိလာခဲ့ရတယ် အစားတလုံးဒုတိယချက်နဲ့သူ့ဘဝကိုသူတည်လာခဲ့ရပါတယ်။ပြီးတော့ဖခင်เจ้าမှာဝယ်ရစင်ဆိုရတာရှိသေးတယ်။သူ့ဖေကဘာသာရေးတော်တော်ကန့်ဆိုင်တယ်။ကြည်လိုက်ရင်ဖခင်ဘုံတော်ရဲ့ရှေ့မှာအမြဲဝတ္ထုဝိပုစုတောင်းနေရ။သူ့ရှေ့ရောက်ရင်လူတိုင်းဒုဒုံနေကြတယ်။ကလေးတွေကိုရရင်စိတ်ထားနူးညံ့တဲ့အမေကကန့်ကွက်တတ်တယ်။ဒီတော့သူ့ဖေကငငယ်ငယ်တုန်းကလည်းဒီလိုရိုက်ခိုင်ခဲ့ရတာပဲ။ဒီလိုရိုက်ခိုင်ခဲ့ရလို့လူလုံးသူတို့လုံးဖြစ်လာတာကွာ။ ကောင်းကောင်းအယိုက်နှက်ခံရတဲ့လူတစ်ယောက်ကအယိုက်နှက်မခံရတဲ့လူနှစ်ယောက်ထက်အဖို့တန်တယ်ဆိုပြီးတော့ပြောပြီးတော့သူတို့ကိုရိုက်လေရှိတယ်။ဒီလိုဆုံးမသွန်သင်မှုမျိုးဂျားရဲကနေပြီးတော့ချက်ကောကတနာကိယူနာကိုနားလေသဘောပေါက်လာခဲ့တယ်။ဈေးဆိုင်ထဲမှာဈေးထိုင်ရောက်ရင်လူပေါင်းစုံဈေးရိုက်ပေါင်းစုံတဲ့သူတွေကိုတွေ့ရတယ်။ဖះကြောင်ရောက်ရင်လည်းဘုံကြီးပေါင်းစုံဓမ္မကတိကပေါင်းစုံနဲ့တွေ့ရတယ်။သူတို့ရဲ့အထူဝဟာရာတွေကိုသူစိတ်ထဲမှာတူလောင်သိသိထားတယ်။သူမသိပေမဲ့လို့ဒီအတွေ့အကြုံတွေကတော့ သူဝိထုရေးဆရာတယောက်ဖြစ်လာဖို့အတွက်အဖို့တန်တဲ့အလုပ်သင်ခန်းစာတွေဖြစ်လာခဲ့တော့တာပါပဲကြေးကျော်နေမှာတောင်မှပျော်စရာအချိန်ရဲလို့ရှိပါသေးတယ်ချက်ကော်ရမီတာစုဟာလည်းသူ့အဖေကရိုင်းနှက်ဆုံးမတာကိုခံရသည့်တိုင်တိုးတက်ဖွံ့ဖြိုးလာခဲ့ကြပါတယ်သူတို့မှာအတူယူလှောင်ပြောင်ကဲ့ရဲ့တဲ့ညင်းပေါ့ဒါဟာပြဆက်ရဲ့တရေသားအသင်အစင်းလို့ဆိုနိုင်ပါတယ်အဲ့ဒါနဲ့သူတို့မှာဟာသညာရှိကြတယ်အဲ့ဒါဆန်ကနဲ့အရွယ်လောက်သာရှိသေးသည့်တိုင်ချက်ကော်က ចောင်းမဲ့ကစင်တွေမှာစာတို့ပတ်စာတွေရေးနေပါပြီ။ရေစရာပုံတို့ပတ်စာကလေးတွေကိုတငယ်ချင်းတွေနဲ့ပေါင်းပြီးတော့ရေးနေပါပြီ။ဒုက္ခဟာအရွယ်မတိုင်မဲနဲ့ရင်ကျက်မှုကိုမွေးဖွားတတ်ပါတယ်။ချက်ကောက်ဟာငငယ်ကလေးနဲ့အောက်ကြနောက်ကြဖြစ်ရတယ်။ဒုက္ခဒုက္ခတွေကို တွေ့ရတယ်။သူ့မှာလူကုန်တိတ်ခါကြဆင်းရတယ်လို့ထင်တယ်။ဒါကြောင့်သူ့မှာလူကုန်တိတ်ခါရှိတယ်ဆိုတဲ့အချက်ကိုယုံကြည်ဖို့အကြောင်းတွေကိုသူလိုက်ရှာတယ်။ဘယ်မှာသွားရှာတယ်လဲဆိုရင်ဘာမှရှိတဲ့စာပေတွေထဲမှာသူလိုက်ရှာတယ် 1989ခုနှစ်လောက်ရောက်တော့မော်စကိုကသူ့မိသားစုစီကိုသူ့လိုက်သွားတယ်။ချက်ကော့ကစာကြိုးစားပြီးတော့စာတော်တဲ့ចောင်းသားဖြစ်တဲ့အတွက်သူဆေးချောင်းတက်တဲ့အိမ်မှာအချင်းကြီးအတိတ်မကောင်းလာဘူးပတ်စံမရှိဘူးပေါ့သူညီတယောက်ကချောင်းဆိုးသွေးပါယောဂဖြစ်လို့သွေးအန်နေပြီဘာလို့ရမလဲဟာတာဝိတုတို့ကလေးတွေရေးပြီးတော့သူသတင်းစာတိုက်တွေကိုပို့ကြည့်တယ်တကယ်တော့သူစာရေးရတဲ့ပတ်ဝန်းကျင်ကတိတ်ပြီးတော့တက်တောင့်တက်တာရှိတဲ့နေရာမဟုတ်လာပါဘူးတပတ်ခါမှကလေးတယောက်ကတအီအီငိုလို့ အနားမှာတငယ်ချင်းဆေးချောင်းသားတစ်ယောက်ကခရင်ပေါ်လာပြီးတော့ចောင်းစာတွေအကြောင်းကိုထိုင်ပြောနေတယ်။တပတ်ခတ်မှာသူ့အဖေကသူ့အမေကိုချက်ချက်လောင်လောင်နဲ့စာဖတ်ပြတယ်။ဒါမဲ့ချက်ကောက်ကသူ့ဆောင်းပါးတွေနဲ့ဝတ္ထုတော်ကလေးတွေကိုတော့ရောင်းနေရတယ်။မြမြဆဆတော့မရပါဘူး။တပုံးမှလူပဲ၃လေးပြားလောက်ပဲရတာ။တိတ်မကြခင်မှာပဲချက်ကောက်ကတလကိုရူဘဲ100လောက်ရလာတယ်။မိသားစုကိုထောက်ပံ့နိုင်သွားတယ်ပေါ့။သူ့စာရေးအောက်မှာအန်တွန်ချက်ကွန်ဒီလို့လက်မှတ်ထိုးထားတယ်။ သူ့နာမည်အမှန်ကို၃လောက်အောင်စာရေးကတန်မှုရှိတယ်မထင်လို့တွေ့ကြရကလောင်နာမည်ကိုကောက်တက်လိုက်တာပါသူကဒီထက်တစ်ဆက်တက်ပြီးတော့စာရေးကိုလင်းနေတဲ့စာရေးရေးလာတဲ့အခါမှာတော့အယ်ဒီတာတွေကနေပြီးတော့ကန့်ကွက်ကြတယ်အဲ့ဒီချိန်ရောက်တော့သူဆေးကြောင်းကစာရေးကိုကုန်းကျက်နေရပါပြီချက်ကော့ရဲ့ဘဝမှာဆေးပညာဟာတိတ်ကိုအရေးပါတဲ့အခန်းကပါတယ်လို့ပြောလို့မရပါဘူးဆေးပညာကိုတင်လိုက်တဲ့အတွက်အချက်လက်တွေကိုလေးစားတက်လာတယ်ချက်ကော့ဟာတိတ်ပန်ကြီးကြကြမတွေးတတ်တဲ့စာရေးစရာဆိုရင် တော်တော်ထင်သေးပါတယ်။အရာဝတ္ထုတွေကိုကြည့်ရမှာအရှိကိုအရှိတိုင်းမမြင်တတ်သူကိုဖြစ်စေခြင်းတလို့ကြည်တတ်သူဒါမှမဟုတ်တကယ်အဖြစ်မှန်ကိုကြည့်ရမှာကိုကြောက်တတ်သူတို့ကိုသူအထင်သေးပါတယ်။ချက်ကောဟာစာရေးဆရာအကျော်ကြီးမဖြစ်ခဲ့ရင်အလွန်တော်တဲ့ဆရာဝန်ကြီးတယောက်ဖြစ်မှာပါပဲ။သူကစိတ်ပညာကိုတော်တော်ယုံကြည်ပါတယ်။ဒါကြောင့်ဒေါက်တာပါစကယ်ဝတ္ထုမှာစိတ်ပညာကိုလောင်ပြောင်အထင်သေးတဲ့ဇိုလာကိုသူတော်တော်မကြင်မနက်ဖြစ်ခဲ့ပါတယ်။ ဒါရီအပြင် ချက်ကောက်ကသူ့ကိုယ်သူဂုံတိတ်ခါရှိတဲ့လူတယောက်အနေနဲ့လည်းရေးလေရှိပါတယ်။1884ခုမှာတော့ချက်ကောက်ကဆေးပညာဒီပလိုမာရပါတယ်။ဒီချိန်မှာတော့သူ့ဝတ္ထုတွေကတကယ်ကိုအောင်မြင်မှုတွေရနေပါပြီ။ဒီတော့ချက်ကောက်ရဲ့စာရေးဟန်အကြောင်းကိုနည်းနည်းတော့ပြောကြရအောင်။ချက်ကောက်ကဒီဝတ္ထုတိုလေးတွေပေါ့ပုံတိုပတ်စာလေးတွေရေးနေတဲ့အချိန်မှာကျတော့ဒီလူကြိုက်များပြီးတော့ပေါ့နော်။သူစာရေးဆရာကြီးရဲ့လို့ဖြစ်လာတဲ့အခါမှာတော့လူတော်တော်များများကပဲ သူ့ကိုစာရေးဆရာကြီးစီရင်မှာမသွင်းချင်ညအုပ်ပေါ့ချက်ကောက်ကသူ့ကိုဒီလိုသဘောထားရမလားဆိုပြီးတော့လေတော်တော်လေးခံပြင်းလိမ့်ရှိပါတယ်ဒီနောက်တော့ချက်ကောက်ကစိတ်ညစ်ဆရာတွေကိုရေးတဲ့စာရေးဆရာဆိုတဲ့နာမည်ကိုရလာတယ်သူ့ကိုစီစာအမောများနဲ့ကြပြဆရာလို့ခေါ်လာကြတယ်တခါကကျွန်တော်ဟာဒီလောက်စိတ်ညစ်ဆရာကောင်းတဲ့စာတွေကိုရေးခဲ့သူလားဗျာဒီလောက်အဆိုးမြင်တဲ့လူလားဗျာဆိုပြီးတော့သူလူတယောက်စီကိုစာရေးခဲ့ဘူးတဲ့သူ့စာကိုဖတ်တဲ့စာပပရိသတ်တယောက်ကိုပေါ့ ချက်ကော့ကဟန်ဆောင်နာကိုလည်းတော်တော်ကိုမုန်းပါတယ်ကိုကိုကိုအမြဲတမ်းတနာနေရတဲ့မိတ်ဆွေတယောက်ကသူ့စီကိုလာပြီးတော့စဉ်းစားတွေးတောရတာဟာတော်တော်ယူကျင်စရာကောင်းနေဗျာကျွန်တော်ဘာလို့ရမလဲပြောစမ်းမအောင်လို့အကြံဉာဏ်လာတောင်းတော့ချက်ကော့ကအရင်နဲ့နဲ့ရှော့တော့ပေါ့ဗျာဆိုပြီးတော့ပြောလိုက်တဲ့ဆက်လက်ပြီးတော့ဒီချက်ကော့ရဲ့ဝိဓုတပုတ်ရေပုံရင်းနေလေးကိုသူ့ရဲ့အမြင်လေးကိုပေါ့နော်ကြည်လိုက်ကြရအောင် ျွန်တော်အတွေ့အကြုံအရပြောရရင်တော့ဝိဓုတပုတ်ရေးပြီဆိုရင်အစနဲ့အဆုံးကိုချစ်ပစ်လိုက်တာအကောင်းဆုံးပဲလို့ချက်ကောက်ကပြောခဲ့ဘူးရဲ့ကျွန်တော်တို့ဇာရေးဆရာတွေလင်ညာပြောတတ်တာဟာအစနဲ့အဆုံးမှာလင်ညာပြောတတ်ကြတာပဲစာတပုတ်ဟာတိုးနိုင်သမျှတိုးရမယ်ပင်လေကြီးအကြောင်းကိုရေးပြရတာဟာတော်တော် ခက်တယ်မကြခင်တုန်းကအကြောင်းသားကလေးတယောက်ရဲ့လေ့ကျင့်ခန်းစာအုပ်ထဲမှာဘလို့ရေးထားတယ်ထင်တယ်လဲပင်လေကြီးတိကြီးပါသည်တဲ့ဒါပဲဗျမရှင်းဘူးလားကျွန်တော်တို့တိတ်သဘောကြတာပဲဆိုပြီးတော့ချက်ကောက်ကရေးခဲ့ဘူးရဲ့ တခြားစာတစ်ဆောင်မှာတော့ဒီလိုမျိုးလေးရေးထားပါတယ်။စာတစ်ပုဒ်ပြီးရင်ပထမတစ်ဝက်ကိုဆုတ်ပစ်လိုက်ရမယ်။ဒါကျွန်တော်တကယ်ပြောတာ။လူငယ်စာရေးဆရာတွေဟာဇာလန်းပြောခြင်းညားတယ်။ဒါပေမဲ့စာဖတ်သူကိုကိုယ်ဆိုလိုချင်တာကိုဒိုင်းကနေနားလည်အောင် ပေးတင်တယ်။စကားပြောခန်းတွေကဖြစ်စီဇာတ်ဆောင်တွေရဲ့လှုပ်ရှားမှုတွေကဖြစ်စီနားလည်အောင်လုပ်တင်တယ်။စာရေးဆရာကဂျာဝင်ပြောတာမျိုးမရှိတင်ဘူး။ရေးနေတဲ့အကြောင်းအရာနဲ့တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတဲ့အရာမှန်သမျှကိုဖယ်ထုတ်ပြရမယ်။ ထမအခန်းမှာတော့ငါတနက်တလက်နိုင်ရန်ပေါ်မှာချိန်ထားခဲ့တယ်လို့ပြောထားခဲ့ရင်ရှေ့တခန်းမှာအဲ့ဒီတနက်ကိုပြစ်ပြရမယ်ဆိုပြီးတော့သူကပြောခဲ့ပါတယ်ဝိထုနဲ့ပတ်သက်လို့ချက်ကော့ရဲ့တတ်မှတ်တဲ့ဆန်ကတိတ်ပြီးတိကျလွန်နေတယ်မမှန်တာကိုမရေရဘူးဆိုတာကလည်းတိတ်ပြီးတင်းကျပ်လွန်နေတယ်ဒါပေမဲ့နောက်အသက်ကြီးတဲ့အချိန်မှာရေးတဲ့စာတွေမှာချက်ကော့ဟာဒီနေ့အတိုင်းပဲတုံးခဲ့ပါတယ်ပြောချင်တာကတော့သူအမှန်တွေကိုပဲရေးခဲ့တယ်ပေါ့ဆက်လက်ပြီးတော့ချက်ကော့ရဲ့ ဒီဆရာဝန်အလုံးနဲ့စာရေးဆရာအလုံးအပေါ်မှာဘယ်လိုမျိုးသဘောထားတယ်လဲဆိုတာလေးကိုကြည့်လိုက်ကြရအောင်တခါကချက်ကော့ရဲ့ဝိထုတွေကိုထုတ်ဝေပေးသူမြမက ရင်းနှီးတဲ့မိတ်ဆွေကြီးဖြစ်တဲ့စူဘိုရင်ကသူ့ကိုစေပညာကိုစွန့်လွတ်လိုက်ဖို့အပြင်းထန်တိုက်တွန်းဘူးတယ်စူဘိုရင်ကိုပြန်ရတဲ့ချက်ကော့ရဲ့စာကတော့ဆရာကကျွန်တော်ကိုတစ်ချိန်တည်းမှာယုံနှကောင် မလိုက်ရန်ဆရာဝန်အလုပ်ကိုမေ့ပြောက်လိုက်ရန်အကြံပေးပါတယ် တို့ရတွင်ကျွန်တော်အနေနဲ့မူတချိန်တည်းတွင်ရုံနှကောင်ကိုမလိုက်တင်သည့်အကြောင်းတစုံတရာရှာမတွေ့ပါကျွန်တော်တွင်တက်မွေးမှုပညာတစ်ခုအစားနှစ်ခုရှိသည်ကို တွေးမိတိုင်းကိုကိုကိုယုံကြည်မှုပိုးရှိလာပြီးပိုး၍ခြေနက်ပါသည် စေပညာသည်ကျွန်တော်တရားဝင်မရဖြစ်ပြီးစာပေမှာကျွန်တော်အပြောများဖြစ်ပါသည်တယောက်နှင့်ညီငွေသွားလျင် နောက်တယောက်နှင့်အိပ်ပါသည် ဆိုပြီးတော့သူ ပြန်ရေးခဲ့ပါတယ်ဒီစာလေးကိုဖတ်ပြီးတော့စာဖတ်သူတို့အနေနဲ့သင်ခန်းစာ ယူနိုင်တာကတော့သူများကပြောတိုင်းပေါ့နော်ကိုရဲ့အလုပ်ကိုစုံလုံလိုက်ဖို့မလိုပါဘူးကိုကဒါတကယ်လုံနိုင်စွမ်းရှိပြီးတော့ယုံကြည်မှုရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒီအလုပ်နှစ်ခုကိုလည်းတည်တည်ချာချာကင်တွယ်နိုင်မယ်ဆိုလို့ရှိရင်ကိုယုံကြည်အောင်ဆက်ပြီးတော့လုံနေနိုင်မယ်အကြောင်းချက်ကော့ရဲ့စာရဲကနေပြီးတော့တင်ငန်းစာယူနိုင်နေပေါ့နော်ဒါကတော့စာရေးခြင်းအထက်ပညာဆိုတဲ့စာအုပ်ထဲကနေပြီးတော့ ကောင်းတို့ရာလီတွေကိုအနှစ်ချုပ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကိုကစာရေးရတာဝါဒနာပါတယ်။စာရေးဆရာတယောက်မဖြစ်ရင်တောင်းပါပဲ။ဒီစာရေးရတာကိုအထုံးဝါဒနာပါတဲ့သူဆိုလို့ရှိရင်ဒီစာအုပ်ကလေးကိုဖတ်ကြည့်ဖို့တိုက်တွန်းပေးခြင်းပါတယ်။ဘာလို့လဲဆိုတော့ဒီစာအုပ်ထဲမှာပေါ့စာရေးဆရာရဲ့ဘဝနဲ့သူ့ရဲ့စာရေးပုံရေးဟန်နဲ့သူ့ရဲ့ဝတ္ထုလေးတွေကိုတိုက်ပြီးတော့ပြောပြပေးထားတဲ့အခန်းတွေလည်းပါတယ်ပေါ့နော်။ ဒီစာရေးကျင့်အတတ်ပညာကိုဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတာတွေရောပေါ်ပေါ်တည်တည်လေးတည်တည်ချာချာရေးပြထားတဲ့စာအုပ်တုပ်ဖြစ်တဲ့အတွက်ဒီစာအုပ်ကတော့စာရေးတာကိုဝါသနာပါတဲ့သူတွေအတွက်လုံးဝကိုပဲလက်မလွတ်တဲ့စာအုပ်တုပ်ဆိုတာကိုပြောရင်းနဲ့ပဲညီကုန်းချုပ်လိုက်ရပါတယ်